အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာခုတည်းစပေးမယ့်ရုံတံမီလိုဖိုင်လျော်တော့ကိုစီရဲ့ပြောဆိုချက်တွေကြောင့်ပေါက်ကွဲစွာတုံ့ပြန်လာတဲ့တက်ထိန်စစ်သားတို့ရဲ့ရုံတံမိုင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒီမှာဒိစေသားကကိုစီရဲ့ဘလို့ပြောဆိုချက်တွေကြောင့်ပေါက်ကွဲပြောဆိုလာတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကျွန်တော် TikTok မှာ movie လေးတစ်ပုဒ်တွေ့လို့စီလာတာပေါ့နော်ကျွန်တော်ဖွင့်ပြမယ်ပြီးရင်ကျွန်တော်တစ်ချက်ချင်းပြောပြမယ်ခင်ဗျားတို့အမှားမှခင်ဗျားတို့အုံလုံးနဲ့စဉ်းစားဟုတ်ပြီနော်ကျုပ်ပြောရလဲခင်ဗျားတို့မှန်တယ်လို့မထင်နဲ့ဟုတ်ပြီနော်ခင်ဗျားတို့အုံလုံးနဲ့ခင်ဗျားတို့စဉ်းစားစဉ်းစားပြီးကျုပ်ပြောရတယ်ကမှားတယ်ဆိုရင်ဒါပြောဟုတ်ပြီနော်ကျုပ်လာပြောအဲ့တော့ခင်ဗျားတို့ဘာကြောင့်ခင်ဗျားတို့ဘဝရပြက်ကြတယ်ခင်ဗျားတို့ဘာကြောင့်အလင်ခံရလဲဆိုတော့နေတော့နေသေးတယ်ဒီစကားရရင်ခွင့်လို့ခင်ဗျားတို့ဘဝရပြက်စီရတာခင်ဗျားတို့ဒုက္ခရောက်ခဲ့ရတာနေတော့နေသေးတယ်ဟုတ်ပြီနော်ဒီလိုမျိုးအော်ဒါနာစကားတွေခင်ဗျားတို့နားထောင်ပို့ပြီးအောင်ခွင့်ပြုလိမ့်မယ် เนาะအဲကျွန်တော်တစ်ချက်ချင်းပြောပြမယ်ဒါတော့မင်းတရားဆိုမင်းကတရားဆိုချင်တယ်လေပြောသေးတယ်အော်ရဆာရဲ့မရှိလားဆိုမင်းဘာကောင်မလို့လဲဘာစကားပြောလဲဆိုချက်မရှိဘူးလားဒုတိယလူဒုတိယတရားဆိုမယ်ဆိုနိုင်ငံတော်နိုင်ငံတော်ကြီးကဲကောင်ပြောနေတော့လူဒုတိယတရားဆိုမယ်ဆိုမင်းဘာလုပ်ရလဲရှင်တော့ဟုတ်ပြီနော် ဲ့တော့ဥက္ကုဏီကဥပရိပညာရှင်လားရှင်းနေလားကြည့်ကျွန်တော်မေးပြီအကနာဖြစ်ကြီးဥက္ကုဏီကဥပရိပညာရှင်လားရှင်းနေလားဟုတ်နော်အဲ့တော့ကနဥက္ကုဏီလောက်ကြံခံတဲ့ခါတော့ဥပရိပညာရှင်ဥက္ကုဏီလောက်ကြံခံလို့ရေးတာလားဟုတ်ပြီနော်တင်းထားတာတွေကရှင်းနေဥက္ကုဏီလောက်ကြံခံတယ်လို့ရေးလားကနာဖြစ်ကြီးဥက္ကုဏီကဥပရိပညာရှင်လားရှင်းနေလားတရားဥပဒေထိုးလွန်ဝင်ရှင်လို့နောက်ဥပရိပညာရှင်ဟုတ်လားဟမ် မင်းလောက်အရေးရှိမပြောနဲ့မင်းလောက်ကောင်ပကံစီတဲ့မင်းလောက်ကောင်ပြောနဲ့မင်းတို့အာကုတ်နေတဲ့နောက်နိုင်ငံတွေကဘာလုပ်လို့ရလဲဟုတ်ပြီနော်မတရားမှုလုပ်လို့ရတော့ခင်ဗျာနိုင်ငံတကာတရားဥပဒေစိုးရိမ်စိုးပြီးနိုင်ငံတကာကိုလေဝင်ရောက်မှုတွေတဲ့မင်းတို့ကိုကိုနေတဲ့နောက်ကနေနိုင်ငံတကာကိုတရားနိုင်ငံတကာတရားဥပဒေစိုးရိမ်စိုးပြီးတော့လေအဲ့ဒါနိုင်ငံတိုင်းရဲ့ပြဿနာတွေကိုဝင်ရောက်ပြီးတော့ဆွတ်ဖက်နေတဲ့မင်းတို့နောက်နိုင်ငံတွေကဘာလုပ်လို့ရလဲအဲ့တော့ကောင်းပြီစောတော့သားဘာလာခဲ့လာခဲ့လာလာခဲ့လာခဲ့ဆိုတာတရားဥပဒေလည်းပြောသေးမရှိလားမင်းဘာကောင်းလို့ မင်းလို့ပကံစည်းခွေးမောင်းတဲ့ကောင်ကမင်းအောက်ကနေခေါင်းနေတာမင်းလို့စောက်တော်သားတွေပဲရောက်ပြောမင်းတို့ကရုပ်နားထောင်လိုက်မယ်တာမင်းတို့စောက်တော်သားတွေကနားထောင်လိုက်မယ်ငါတို့လိုကောင်တွေကမင်းတို့တစ်ချင်းချင်းထောက်ဟုတ်ပြီနော်အဲ့တော့ကောင်းပြီကျုပ်ပြောပြမယ်ရောက်ရောက်လက်စီမင်းကကုတ္တရဆိုင်ကပကံစည်းတဲ့ခွေးမောင်းတဲ့ကောင်မင်းစောက်ပစောက်တိတ်တာမင်းတို့လာပတ်လိုက်ရမလားလာပိတ်လိုက်ရမလားတရားဥပဒေကပြုံးပြသွားပြီတရားဥပဒေကပြုံးပြသွားပြီအဲ့ဒီကောင်တရားခွင့်ကျင်လား ဆွဲချင်အဲ့ဒီကကျွန်တော်ပြောခဲ့တဲ့ဒီကောင်ကိုချိချက်ခဲ့တယ်နော်လာပိတ်လိုက်ရမလားလာတက်လိုက်ရမလားဆိုရယ်ဟောဆစ်လိုက်ပါမူဘီကိုဆစ်လိုက်ဆစ်ပြီးတော့ကျဘာလုပ်ရမလဲအရင်ဆုံးကျွန်တော်ခင်ဗျားတို့မျက်စိနဲ့မြင်အောင်ပြောအောင်ဒီကောင်ကိုပေါင်းဝင်ပေါင်းဝင်အောင်လို့ပေါင်းဝင်အောင်လို့ဒီကောင်ကိုလည်း role လေးနဲ့တင်ပေးလိုက်မယ်အဲ့ဝန်ရမ်းပြီးမြန်မာနိုင်ငံလေးပြန်သွင်းလိုက်နော်မြန်မာနိုင်ငံလေးပြန်သွင်းလိုက်ခုနကကျွန်တော်သူ့ပြောလာတဲ့လာတက်လိုက်ရမလားအာမချောင်းနဲ့လာပိတ်လိုက်ရမလားဆိုရယ်သူ့ကျွန်တော်ပြောလာတဲ့ဟာတရားဥပဒေကပြည့်မှုမြောက်ပါရဲ့ကျွန်တော်တရားဆွဲချင်တယ်မလားကျုပ်ကတရားဆွဲချင်တယ်မလား ဲ့ဒီကောင်အဲ့ဒီ movie ကိုစီးပြီးတော့ဘာသွားလုပ်ရလဲစကန်သွားပြီးမှုဖွင့်ရတယ်ပြီတော့ဈေးစကန်သွားပြီးမှုဖွင့်ရတယ်ဟုတ်ပြီလားမသိဘူးမဟုတ်ဘူးပြောဒီထဲမှာကြည့်နေဥပဒေဟိုရှင်းနေဥပဒေကြောင်းနားလဲရှင်းနေတယ်ပါတယ်လို့ဟုတ်လားဘူးသူဒ်ရှိရလူတွေလည်းပါပါလိမ့်မယ်နားထောင်ကြည့်ဟုတ်ပြီနော်အတိညာဘူးသူဒ်ပြည့်စုံတဲ့လူတွေပါပါလိမ့်မယ်အဲ့ဒါဈေးစကန်ကိုကျွန်တော်အဲ့ movie ကိုစီးပြီးဈေးစကန်ကိုသွားအမှုဖွင့်ဘာလို့စီးခိုင်းလဲဆိုတော့စကန်ကသွားပြီးအမှုတခုဖွင့်မယ်ဆိုခိုင်လုံးနဲ့တက်တဲ့အကြောင်းမှချက်မရှိပဲအမှုမဖွင့်ပေးပါဘူး ဟိုတော်လေးကထိုင်းနိုင်ငံမှာဟိုလိဒီတော်ဖြစ်သွားတယ်ကောင်မလေးတယောက်ဒီအင်္ဂလိပ်ကျောင်းဆရာနေလားကောင်မလေးကဒါအချင်းချင်းဘာဖြစ်လဲကောင်မလေးကခွာဖြစ်လာတာယောဂဖြစ်လာတာမှာစကန်တော့ကြတဲ့ခါကျတော့စကန်တော့အဲ့ဒါမဟုတ်ဘူးပြီအဲ့ဒီဆရာနဲ့ပြောဆိုထားတာပြန်ပြီးတော့မတန် record ယူလာပါယူပြီးတော့အမှုလာပြန်ဖွင့်ပါလို့ဒါထိုင်းကပြောရတယ်ဘာလို့တသိမရှိလို့အမှုမပြန်လို့မရအောင်ခိုင်လုံးတဲ့တသိအကြောင်းအကျမရှိလို့အမှုမပြန်ပြအောင်စကန်ကအမှုပြန်ပြီးတော့မှတရားလုပ်ပြီးတရားဝင်တင်ပြီးတရားဆွဆိုသွားပါတယ်ခင်ဗျမဟုတ်ဘူးပြောတော့ဟုတ်ပြီလားမင်း လာခဲ့လားလာခဲ့လားလာခဲ့လားပါလဲမင်းကြီးကိုလာမမင်းတို့ပကံစီတဲ့ကောင်တွေလာလိမ့်မယ်နိုင်ငံတော်ကြီးကလူတုပ်ဖို့တာမန်အချက်သားလူပုဂ္ဂိုလ်လူကူတယောက်ဆော်ရတဲ့နော်ပြမှုနဲ့အဖွဲ့ကြီးကလူတွေကိုလူတယောက်ဆော်ရတဲ့ပြမှုနိုင်ငံတော်ကြီးကိုဆော်ရတဲ့ပြမှုမတူညီဘူးနော်ဟုတ်ပြီလားမင်းနိုင်ငံတော်ကအခွင့်အာဏာအနေနဲ့တဲ့အဲ့တော့ကောင်းပြီဗာရေးတာတာရေးတာတာရှိပါသေးတယ်ခင်ဗျားရေးတာတာစာစာလေးရေးတာရှိပါသေးတယ်အဲ့ဒီကျွန်တော်ယဉ်ကြည့်လို့ယဉ်မိတယ်အော် စကားပြောရဲဆိုတော့တရားမြတ်အောင်ရှိအောင်ပြောရပါတယ်တဲ့အဂတိမှုနဲ့တရားဆွဲခံရတာကသူကကိုယ်စုံဆိုင်တော့မရှိပါဘူးလေအဲအဲ့ဒါသူဘာလို့မျိုးနိုင်ငံတော်တိုင်ငံတက်လို့နေသေးလဲကိုယ်စုံဆိုင်ခွင့်လားပါလားစောတော်သားတိကောနဲ့ရေးရတာကြီးပါအဲ့လိုပြောတဲ့ကောင်ကျွန်တော်ကလည်းဒီလိုကြီးပြောလိုက်ခါကျရင်ကျုပ်ဟိုဖြစ်တယ်ဖြစ်အောင်ပဲမင်းဘယ်မှာငွေဘယ်လောက်အပ်ဘူးလဲဟုတ်လားနော်မင်းပစံပစံရောကင်ထားလားမင်းဘဏ်ကောက်ရောရှိလားဘဏ်ကြောင်ပြောတဲ့ကြာကြရင်ခင်ဗျာပြောဦးမယ်တော်တော်ပြည်တွင်းပြည်ပဘဏ်ရှိသေးတယ် ဘာလဲကုန်းစည်မှာကုန်းအခရီးမှုနဲ့တရားဆက်ကနေတူကကုန်းစည်တာမရှိပါဘူးလေအဲတော်သေးတာပေါ့တော်သေးတယ်မင်းတို့ပြီးမလို့လို့နော်မင်းတို့မင်းတို့ကုန်းကုန်းကုန်းစည်မှာကုန်းရောင်းတဲ့ကုန်းစည်လောက်ပြီးလို့လို့နော်ဈေးမှာ9ရောင်းနဲ့ငစည်တယ်မဟုတ်ဘူးလို့ပြောအောင်ဖြည့်ရေးရေးရေးရုံမှာအုတ်တောက်တိညာနေရအဲ့တော့ကောင်းပြီပေါ့ချက်ကမင်းတို့မင်းတို့အခရီးမှုနဲ့တရားဆွဲနေရမှာခိုင်လုံတဲ့တတိအကြောင်းပြချက်မရှိပါလေဆွဲထားရလားကောင်းပြီမင်းတို့မွေးမွေးစားသားလေးတချင်းကလေမမေးရဲ့အသားမမေးရဲ့အသား ွိပြိုကွိပြိုဆိုတာလေဟုတ်လားဘာထွက်ဆိုတာလဲနော်ဒေါ်သန်းစီပြီးွားရင်အဲ့အချိန်တော့အဲ့အချိန်တော့ဒေါ်သန်းစီပြီးွားရင်ရန်ကုန်တိုင်းဝင်ကြဥပြုံးမင်းတဲ့ရမင်းတို့ကိုကွန်နေရဲ့နော်ဘောမော်တင်ထားလေလူတယောက်ပေါ့ဟုတ်ပြီလား PS ကိုဘယ်လိုထားခဲ့ပြီးတော့ရှေ့ပနေညတာဒေါ်လာဘလောက်ဘာညတာတကားဆိုတော့ဟုတ်လားအဲ့သတိအဲ့သတိဟုတ်ပြီလားတိလို့တရားဦးတရားကျွန်တော်ပြောပြရရင်နော်တရားဦးကြောင့်နားလေလူဒီမှာပါတယ်ရှိနေသေးတယ်ကြည့်နေတော့ပါပါလိမ့်မယ်ဟုတ်လား ။ကောင်းပြီ။မတရားဘူးစစ်တပ်ကဖမ်းဆီးပြီးထောင်ထဲပါတယ်။မင်းတို့ကနိုင်ငံရေးဆိုအကစားပြီးတာ။ဟုတ်ပြီနော်။စစ်တပ်ကမင်းတို့မမေဘူး။ဖုန်းလိုင်းအဝန်နဲ့ထဖမ်းပြီးတော့ထောင်ထဲထားမဟုတ်ဘူး။မဖမ်းကျင်လို့အစိုးရကပါတယ်မင်းတို့ခက်ခဲရတပ်မတော်ရဲ့ဂုံတွေကအောက်ချုပ်ပြီးဘာတွေဘလို့တောင်းဆိုကြလဲမေးကြည့်။ပါတီတွေဝိုင်းမိတိုင်တောင်ပါတီတွေကိုနားချပြီးယနေ့ပြည့်ပြည့်မပုံရိပ်ကိုကျွန်တော်မလုပ်ရတာဘာမှမရှိဘူးဆိုပြီးယနေ့ပြည့်ပြည့်နိုင်ငံရဲ့ပြည့်ပြည့်ပုံရိပ်ကိုတော့ပြပြီးတော့ပြန်လွတ်လိုက်တယ်ပြန်လွတ်လိုက်တယ်နော် ဟုတ်ပြီလားဘယ်နှစ်ကျင်အောင်မလို့တောက်ဆုပ်ခဲ့လဲဟုတ်ပြီလားတမ်းမလို့ကာဝူးစီကာဝူးစီကိုကိုယ်တိုင်မီဒီယာနဲ့ထွက်ပြီးရှင်းနေလဲမင်းတို့နိုင်ငံရေးကြောင်းဆက်ကိုစားတာမဟုတ်ဘူးမင်းတို့နိုင်ငံရေးဘာမှသိတာမဟုတ်ဘူးနိုင်ငံကြီးနိုင်ငံကြီးတို့မိမိဒီမိုကရေစီတို့မိမိတို့မင်းတို့အလောက်တည်တာအဲ့လိုတချို့လူတွေအဲ့လိုပဲမနာနေအာမန်တရားတက်တော့သတင်းမှန်ပညာရေးခွဲကဗိုလ်ချုပ်တွေဗိုလ်ချုပ်ကြီးတွေကမီဒီယာနဲ့ခေါ်ပြီးပြောနေလို့မင်းမဆိုင်ဘူးအာမလုတ်ချင်လို့ပြောနေတာ င်းလို့ပကံစီခွေးမောင်းတဲ့ကောင်တရားဥပဒေလဲစကားပြောသေးတယ်တရားဆွဲဆုံးလဲပြောသေးတယ်ပုံမှန်တွေတောင်းဝင်ပြောသေးတယ်ဟုတ်လားဒါကဒါကဒါကတော့မင်းနေရတော့မင်းလို့ပဲပကံစီရမှာပေါ့မင်းလို့ပဲပကံစီခွေးမောင်းတဲ့ဘွားလေးလိုက်ဖောင်းလိုက်ကြိုက်နေဘွားစီပဲရမှာပေါ့မင်းတရားဆွဲဆုံးခြင်းလဲပြောသေးတယ်ဟုတ်ပြီလားကျွန်တော်ကပြောလို့ကျွန်တော်တရားဆွဲဆုံးခြင်းလဲဒီကောင်တော့ရင်းတော့ပေါင်လေးသွင်းမယ်ဆိုရိုးလေးလင်းလက်တင်လိုက်ဆိုဒီကောင်ဒီမနိုင်ငံပြောင်းလာခဲ့ဒီကောင်ကကျွန်တော်ကောင်ကျွန်တော်တတ်မဲ့ပြုတ်ပဲဆိုတော့ချိန်ရောက်လာတဲ့ညစိလိုက်ပါရေကောင်ဆိုရင်မှုဖြစ်ကျွန်တော်ဒီကောင်လိုင်းဝင်လို့ချိန်ရောက်ပါတယ်အာတတ်တယ်ပဲ အဲစကန်အမှုပြင်ပါလိမ့်မယ်ကျွန်တော်ဒီကောင်တတ်ပါတယ်ပြပါစို့ဘာသာတိမမှာပဲလေဒီလိုပြောထားပါတယ်ဒီအေးပြောထားတယ်ဟုတ်မှားလေတက်တယ်အမှုတော့ခွင့်စကန်အောင်သွားအမှုဖွင့်ရရင်ခိုင်လို့တက်တယ်အကြောင်းအရာမရှိဘူးခွင့်ပေးဘူးမဟုတ်ဘူးလားပြောဥယျာဉ်ကြီးရှိရင်ဖြစ်ပေးလိုက်ဟုတ်အောင်ရနာဟုတ်ပြီလားပြည်ရလို့ပြည်ပြည်တရားဝင်ပြီးတော့တရားစွဲဆိုရပါလေဟုတ်ပြီလားဟာအဲ့လိုပေါ့လို့ပြဆိုအောင်တန်းကပြောတဲ့စကားခမတို့ဘာကိုကြည့်ပြီးဘာကိုရလာခံရတာခမတို့ကဒီတက်နေမုံရတာလေတို့တို့ကဘင်းသားကြည့်တနာမိတယ်ခါတနာမိတယ်ခမတို့တနာမိတယ်တကယ်ပေါ့လား ဟုတ်လားမသိဘူးနော်ဥပဒေကိုထိုးလုံးမွေးရှင်တို့နှောက်ပြီးတော့ဟုတ်လားဟမ်ဥပဒေပညာရှင်ဥက္ကုဏီကရှင်းနေလားပညာရှင်လားဥပဒေပညာရှင်ဥက္ကုဏီရှင်တိုင်တိုင်စတော်သားရဲ့ရှင်းနေအောက်တန်းသားရဲ့ပေါ်ပလို့ဝိသားရဲ့ပြောတာဟုတ်ပြီလားမင်းမင်းဦးကငါပြောတဲ့ဟာတရားဥပဒေပြည့်မြောက်တယ်ဟုတ်လားမင်းကတရားစစ်ကြည့်အောင်ဒီမှာနိုင်ငံရေးတောင်းလာခဲ့ရောဘာသာရေးကပြောနေအောက်တန်းသားဆောက်ရလည်းမရှိဘူးဆောက်ရလည်းမရှိဘူး ိုဘယ်လိုကောင်းဘာဘာဘာမှမသိစောက်အောင်လာတာဘယ်လိုလဲတိုင်းတော့အော်လေခင်ဗျအဲ့ဒါလေးခင်ဗျရလာခင်ထိုင်လာတော့ခင်ဗျတို့ကအတိုင်းဆက်သွားမယ်ခင်ဗျတို့ကအတိုင်းဆက်သွားလိမ့်မယ်ဟုတ်ပြီလားအဲ့တော့ခင်ဗျတို့ကဒီဘက်ပို့စုကဒီဘက်နေမုံကဒီဘက်ပြစီသွားရင်ကျို့တို့ကလေတာချာလာကြည့်လာပြီလေအော်อืมอืมอืมဖြစ်တင်ပါလေခင်ဗျတို့ဟုတ်လားဖြစ်တင်ပါလေကြာချုံးတင်ပါလေပြစီတင်ပါလေခင်ဗျတို့ကပြစီတင်ပါလေနော်တန်ပါလေတန်ပါလေတန်ပါလေခင်ဗျတို့ခေါင်းတော်တင်ခဲ့တဲ့ຢာလေးခင်ဗျတို့အားပေးခဲ့တဲ့ຢာလေးခင်ဗျတို့ကြည့်ကြည့်ခဲ့တဲ့ຢာလေးအားလုံးက ဒါမျိုးတွေဆိုတော့တန်ပါတယ်ဖြစ်တယ်ပါလေဗျာဖြစ်တယ်ပါလေခင်ဗျာနော်ဖြစ်တယ်ပါလေဖြစ်တယ်ပါလေဒီနေ့ကဒီအော်ဒါတော့ပြောပြောချင်တာစုံမို့ကျွန်တော်တို့ပြောချင်တာကျွန်တော်သိညာရှိဖို့ဟုတ်လားတိတ်ပြောရကြရတော့အမဥရရောင်းနားလေလူတွေရောဟုတ်ပြီနော်ဥရဲ့ကြီးတွေပါလိမ့်မယ်မေ့ကြည့်လိုက်မဟုတ်လားပြောအဲဒီလေးအောင်မှာလူတွေရောဝင်ရတာလေအဲရုရှားရဲ့မဟာပြောရရုရှားဒီလေရင်သင်းမောဒီလောက်ကြီးမလိုပါဘူးဆိုတာအမှန်တယ်ပေါ့နော်အဲဘာလို့ရင်ကုန်လေရင်သင်းမောဒီစောက်နေကြလဲဆိုရင် ကဘာကြီးအိုးဆိုးခြင်းလို့ပေါ့အဲ့ဒါကိုလိုစီးရေးလေးလာပညာရှင်တွေပြောသလိုပေါ့ပင်လယ်ပြင်ကိုအိုးဆိုးနိုင်တဲ့သူကကဘာကြီးကိုအိုးဆိုးအိုးဆိုးလို့ရပြီအဲ့တော့အရင်ဆုံးပင်လယ်ပြင်အိုးဆိုးနိုင်ဖို့တော့ဘာလိုရလဲဆိုရင်စီးကြတဲ့ကိန်းလိုရတယ်အဲ့တော့ကဘာကြီးမှာကဘာကြီးရဲ့တော့ချက်ဟိုတော့ချက်လို့ခေါ်တဲ့ဒီပင်လယ်ပြင်မှာရှိတဲ့ပင်လယ်မှာရှိတဲ့အရာတွေကဘယ်နှခုလောက်မရှိဘူး၁၀ခုလောက်ပဲရှိတယ်ကဘာကြီးရဲ့တော့ချက်လို့ခေါ်ရနော်အဲ့ဒီဟာတွေကြောက်ပဲနိုင်ငံကြီးတွေကပြတ်တိုက်မှုရှိပြီးတော့ဒီဂျာကန်စစ်တွေနေတဲ့ ဒီကမ္ဘာလေပိုင်းအိစရေးလို့ပါလို့ဆိုတာစစ်ပြမယ်လို့တာနော်ရေးလေးလာပညာရှင်တွေပြောထားသလိုသူကရုရှားနဲ့ရုရှားဆိုလည်းစစ်ပြမယ်ဆိုတာစာအုပ်တော်ထွက်လာပြီးသားဘယ်နိုင်ငံနဲ့စစ်ပြမယ်ဆိုတာမသိတာအဲ့တော့ပြောမယ်ဆိုအဲ့ဒီလိုကြောင့်ဒီတော့ကြတဲ့ရေးပါတဲ့နေရာကြောင့်ဒါကမ္ဘာနိုင်ငံကြီးတွေပြတ်တိုင်မှုဖြစ်ပြီးတော့ခြားကန်စစ်ပြတွေစစ်ပွဲတွေဖြစ်ကြတာဒီလက်ရှိစစ်ပွဲတွေကအဲ့ဒါကြောင့်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကမ္ဘာကြီးကိုအုပ်စိုးခြင်းပင်လယ်ပြင်အုပ်စိုးနိုင်တယ်ပေါ့ပင်လယ်ပြင်အုပ်စိုးနိုင်ပြီဆိုကမ္ဘာကြီးအုပ်စိုးတဲ့ဘရင်ဖြစ်ပြီပေါ့အဲ့တော့စစ်ကြဲစကိုင်းလိုရတယ်ဒါအမေရိကန်နိုင်ငံစစ်ကြဲစကိုင်းအများကြီးရှိတယ်အဲ့အများကြီးကခုနလေတင်တင်မောလေးဆိုရယ်လိုရတယ် အဲမျက်စိနဲ့မမြင်အောင်ကုလားတော့ကြက်လို့ခေါ်တဲ့နေရာတွေကကိုတို့ရှိတော်အားရှာမှာဆိုမလကာရေးလက်ကြပေါ့တိရောကဘာမှသင်ကုန်ပို့ကုန်များတော့နိုင်တယ်အဲ့ဒီကမလကာရေးလက်ကြတယ်တိရောကအမေရိကန်ကိုရင်မောင်းသွားတတ်မဲ့ဆိုရင်အမေရိကန်ဒုံးစီပိုက်ပြီဆိုလိုက်ရင်တိရောကလုံးဝဖြူပါနိုင်မှာဖြန်ပါနိုင်မှာနိုင်သွားလိမ့်မယ်အဲ့တော့တိရောကလည်းသိတယ်အဲ့တော့တိရောကဘယ်လိုပြောမလဲသူကပိုးလမ်းမစီမံကိန်းကိုစတာပေါ့အိန္ဒိယနိုင်ငံတစ်ချောင်းမြန်မာနိုင်ငံသုံးချောင်းဆိုပြီးတော့သူကကြည့်တဲ့နေရာမှာမြန်မာနိုင်ငံမှာအဒီအကြီးဆုံးဟိုရခိုင်ပြည်နယ်မှာစောင့်နေတဲ့စိတ်ကံကကဘာအကြီးဆုံးတော်တန်းဝင်မဲ့စိတ်ကံ နော်အဲ့ဒါအဲ့ဒီကြောင့်လေအဲ့ဒီစစ်ကမ်းရဲ့အဲ့ဒီစီးပွားရေးကြောင့်လေမြန်မာနိုင်ငံရဲ့စီးပွားရေးကဘယ်လောက်ထိဘယ်လိုဖြိုးလို့ဖြစ်သွားမလဲဆိုတော့အာဒါစီးပွားရေးလိလာတဲ့သူတွေကပြောထားတာရှိတယ်အဲ့အဲ့ဒါကြောင့်လေခုလက်ရှိမှာဆိုဘင်္ဂလားဒေ့နဲ့အမေရိကန်တွေကတို့လိုတို့လိုကြားနေသလိုအဲထွန်းမြန်တယ်လို့ဘာလို့ဆိုတော့လေအဲအကြောင်းတရားအများကြီးရှိတယ်ပေါ့တချို့ကရိုးရှင်းတယ်လို့ထင်တာမရိုးရှင်းဘူးနော်အဲ့လိုပေါ့အဲ့ဒါထားလိုက်ပေါ့အဲ့တော့တရုတ်ကအမေရိကန်နဲ့ရှင်မောင်တန်းနေဖြစ်လို့တဲ့တရုတ်ရဲ့နိုင်ငံရဲ့ဒီနေတဲ့မိခင်ကြီးကဆိုဗီယက်ရုရှားနဲ့ဝယ်ထားတာ ဆိုပြီးတော့ရရှာနေပြီးလေနေသင်္ဘောဟောင်းကြီးဝယ်ပြီးတော့တရုတ်ကဝယ်ပြီးတော့အဆင့်မြင့်နေပြီးတော့အခုလက်ရှိမှာအသုံးပြုနေတယ်တရုတ်နိုင်ငံရဲ့နေပြည်ရဲ့ဟိုလေနေသင်္ဘောမိခင်ကြီးကအဲဆိုပြီးတော့ရရှာဝယ်တာလားအဲ့ဒီကနေပညာတွေယူပြီးအခုတိဆောက်နေတာလေနေသင်္ဘောတွေရေချနေတက်တော့ဝင်နေတာပေါ့နော်အဲ့တော့ကဘာကြီးကိုအုပ်စိုးကျင်လာလို့စစ်ချဲစခန်းလေးအများကြီးလိုရတယ်အဲ့တော့လေနေသင်္ဘောတွေဆိုရလိုရတယ်အဲ့တော့အဲ့လိုတော့တိဆောက်နေကြတာပေါ့အဲ့တော့ဒီသမနာဘရာဟိမာပူတင်တရုတ်ခီးစင်လာတဲ့အချိန်မှာသူ့နောက်မှာလိုက်လာတဲ့ရီရက်ကအရာကြီးမြောက်ဆွဲထားတဲ့အိတ်ဆိုရင်ဒါမီဒီယာတွေကတော်တော်များစိတ်ဝင်စားကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီအိတ်က ကမ္ဘာမှာရင်ကုန်တင်မောအကြီးဆုံးဆိုဗီယက်ရုရှားမှာရှိတယ်ရုရှားမှာရှိတယ်ပေါ့နော်အဲရုရှားမှာရှိတယ်ကဘယ်ကတော့ရင်ကုန်တင်မောကြီးရာ K32 နဲ့ဘယ်ကတော့ရင်ကုန်တင်မောကြီးရာကမ္ဘာမှာအကြီးဆုံးနဲ့အနက်ဆုံးငုံရှုနိုင်တယ်အဲရင်ကုန်တင်မောကြီးငုတ်သွားပြီဆိုရင်ဒီအနောက်နိုင်ငံတွေအားလုံးကနူကလီးယားအလံပေးလိုက်ပြီဆောင့်ကြည့်လို့လည်းမရဘူးပူစနစ်ကိုပူစနစ်ပူထုတ်လွှင့်မှုစနစ်ကိုချိန်ညှိထားတယ်အဲဒီရင်ကုန်တင်မောမှာရှိတဲ့လက်နဲ့ပူစနစ်တွေတို့ပြီးတော့ဟာကမ္ဘာမှာလူသေနိုင်မှုအများအများပြားဆုံးနဲ့ချင်းချောက်မှုအကောင်ဆုံးလက်နဲ့ပဲနော်အဲ့ဒါပင်လယ်ပြင်အိုးဆိုးကျင်ကြလို့ ဒါလေးလေးတမောလေးလွယ်တာเนาะအမြဲပြောနေကြစကားရှိတယ်ကျွန်တော်တို့နိုင်ငံပြည်သူလူထုရစဉ်းစားဆင်ခြင်လုံတရားရှိရတယ်ပြည်လူထုစဉ်းစားဆင်ခြင်လုံတရားရှိရင်နိုင်ငံကြီးလည်းတိုးတက်တယ်ကျွန်တော်တို့ဘာလို့တချို့အရာတွေပြောကြလဲဆိုရင်ကျွန်တော်တို့ကကုလသမဂ္ဂစာကြီးတွန်းတာကြောင်းတာအဲ့လိုပြောလိုက်လို့အကျိုးမြတ်တရားတစ်ချက်မရဘူးเนาะစီးပွားရေးလည်းရှာမစားဘူးဘာဖြစ်လို့လဲဆိုတော့စစ်ဘက်အရက်ဘက်နားလည်မှုကျူလာဒီမသိရှိတာကိုသိရှိအောင်လို့ရိုင်းဆိုင်ချင်းနှခုံးမှာပါပဲ ਨੇ ပညာသားနဲ့သိရှိအောင်အမှန်တရားကိုဂျန်လက်လက်နဲ့ပြောပြတယ် ဲ့တော့စစ်ဘက်အရေးဘက်ပြိုလဲရင်နိုင်ငံဘာဖြစ်တယ်လဲဆိုတော့နိုင်ငံရေးလေးလာတဲ့သူတွေစီးပွားဟိုစီးရေးလေးလာတဲ့သူတို့မြင်ကြည့်ကျွန်တော်ကကိုရမင်းကိုစားကြီးတော့ကြောင်းတာကိုကျွန်တော်မသိလို့မသိတဲ့အရာကိုလည်းကျွန်တော်မပြောဘူးအဲ့တော့ဘာလို့အဲ့ဒီလိုကောင်းမျိုးတွေကိုဖန်ဆီးလို့မရလဲဘာညာဆိုရင်းနေရင်းနေတဲ့သူဥမာပြောရမယ်ရင်းနေတဲ့သူကိုဝါကူထိုးပြီးဝါနဲ့ထိုးပြီးနှက်တတ်ချင်တယ်ဆိုရင်အထိုးတက်ကလည်းမထိုးတက်ဘူးဆိုအဲ့လိုကဲတယ်လို့ဖြစ်နေတယ်အဲ့ဒီလိုကောင်းမျိုးတွေကိုလည်းဖန်နေနေရမှာသူ့ရဲ့ဝရမ်းပြီးဆိုဝရမ်းပြီးပုံစံမျိုးနဲ့ဖန်ဆီးရတယ် တကယ်တရားခံတရားဝီလို့စောင့်ကြည့်ပြီးဖမ်းဆီးမယ်ဆိုရင်လေလူရဝင်သွားတတ်တယ်။တဘောကျွန်တော်ပြောတာတဘောပါပဲ။အစိုးရအစိုးရသူဖမ်းဆီးပုံစံလည်းလုပ်တတ်တယ်။အဓိကကျွန်တော်နိုင်ငံပြည်သူလူထုရဲ့စဉ်းစားစဉ်းကျင်လို့ရရှိဖို့ကဲကောင်းပြီ။ကျွန်တော်အမြဲတမ်းပြောလို့တဲ့စကားရှိတယ်လေ။စစ်တပ်ကတခုလုံးလုံးတရားဝင်ရင်တော့ထုတ်ပြတယ်။ထုတ်ပြန်ရသည်ဒီနေ့လောက်ကြွားရတာကြာရင်။အော်အော်အဓိမပြည်သူတစ်သလုံးအော်တစ်သလုံးအော်ငေါ်အော်ပဲ။အဲ့ဒီလိုပြောနေဆိုနေတဲ့ဝရမ်းပြည်တွေအားလုံးကကဘာကြီးကိုလှည့်ပြီးဟောတာလား။ဒီစစ်တပ်ကဒီလိုမျိုးကျူးလွန်နေမှာဆိုနိုင်ငံကစစ်ကုံရုံးရောင်းအောင်ဟောနေရလား။ တည်နေတာလားရောက်ခဲ့လားဖြစ်ခဲ့လားကျွန်တော်ကကျွန်တော်မှမဖြစ်ခဲ့လားရောက်ခဲ့လားမဖြစ်ခဲ့ဘူးဘာမှဖြစ်ဘူးကိုယ်နဲ့အသွင်မတူတဲ့လူတွေအားလုံးနိုင်ငံရဲ့ဝန်ထမ်းတွေအားအစတောက်တိုင်တို့တလင်းပေးတို့ဒလန်တို့ပါညာတရာကားတို့ဆိုတာဘယ်နေရာမှာတရားဝင်လဲပြည်ပြင်းမှာတော်တော်ရောင်းဝင်နိုင်ငံကမောင်းတရားဝင်လားမဘယ်နေရာမှာမဝင်ဘူးအဲ့လိုမျိုးတွေတက်ပြဖြက်ပြနေတဲ့လူတွေကိုအားပေးအားညှောက်တဲ့ပြုတဲ့လူတွေရောကူညီပံ့ပိုးတဲ့လူတွေရောဟုတ်လားဒီကောင်လေးပြိုးရမ်းမင်းလှူစားလို့ရအောင်ခေါင်းစဉ်ပြပြီးတော့ စဉ်းစားစဉ်းကျင်လို့ရမယ်ပြီရင်းနှီးချင်ပြီဖြောင်းနိုင်လေထုံပြီးဆန္ဒပြနေကြတဲ့လူကြီးအားလုံးရောတေငတိပဲကျွန်တော်ပြောတာတေငတိပဲဘာလို့ကိုကစဉ်းစုံတရားစဉ်းစားစဉ်းကျင်လို့ရမရှိတာဘာမှပေါင်းမဝင်ဘူးကဲဟုတ်ပြီသူတို့အဲ့စစ်တပ်ကအာပြည်ပြည်မဲ့ပြည်သူတို့လူမျိုးနိုင်ချင်တယ်မှာဒီလိုတက်ဖြတ်နေပါဒီလိုမျိုးလင်းနေဘုံကျဲနေပါလေစစ်တပ်မိဘကြောက်ဒီလိုလုပ်လေဆိုအဲ့လိုမျိုးသူတို့ပြောတာတွေကိုတတိကျယုံပြီးစစ်တပ်ကိုနိုင်ငံတရားဟုတ်စစ်တပ်နိုင်ငံနိုင်ငံကစစ်ကုန်ယုံရတယ်ပြောတရားတရားဆွဲဆွဲမဆွဲမဆိုဘူးဘာကြောင့်ဖြစ်လဲ ဘာလို့လုပ်လဲဆိုအရင်ဆုံးမေးရဲ့တက်တီထောက်ထားတွေအဲ့တော့နိုင်ငံကစီးရေးလေးလာတယ်ပြင်ချင်းပြောတာတက်တီအထောက်ထားတွေဘယ်မှရှာစရာမလိုဘူးလူမှုကွန်ရက်တွေတပုံကြီးသူတို့လှုပ်ဆောင်တဲ့အရာတွေအားလုံးလူမှုကွန်ရက်တင်ထားတာကျွန်တော်နိုင်ငံရေးစက်ပြေတွေကကျွန်တော်ပြောခဲ့ရရှိတယ်ဟုတ်လားမသိဘူးလူမှုကွန်ရက်ပေါ်တင်ပြီးတော့စစ်တိုက်ပြတက်ပြဖျက်ပြတာဟာပူရောင်ကြိုက်တယ်လို့ကျွန်တော်ပြောခဲ့ရပါရှိတယ်အဲ့ဒါစစ်တပ်ကတရားဝင်ပို့ပြီးတော့လှုပ်လို့ရတယ်တရားဝင်ပို့ပြီးစစ်တပ်ကသူတို့တစ်ချက်ပြင်မယ်ဆိုရင်အဲ့လိုသူတို့ကလိုင်းမော်လို့တင်စစ်တပ်ကအကြောင်းပြချက်နဲ့နှစ်ချက်ပြင်လို့ရတယ် ဟုတ်ပြီလေစဉ်းစားစဉ်းကျင်တော့ရမရှိတဲ့လူပဲခေါင်းထဲမှာမုန်းရရဖြစ်ပြီးတော့ဒုက္ခရောက်သွားကြတာ